တနင်္ဂနွေနေ့မွေးစွာသောမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်ခြင်းရှိမယ်ရှင်ပြန်မှုအောင်မြင်မယ်ပညာတတ်တဲ့ပသက်သောကံတွတ်တက်မှုနဲ့အောင်မြင်မှုရှိမယ်ဝိကျေးစုဆောင်းရခဲ့မယ်ရည်မှန်းချက်စစ်တွေကိုကောင်းထည်ဖို့ပြီးတွတ်တက်မှုကိုရနိုင်တယ်တရက်နေ့မှာကိုလုတ်တဲ့လုတ်တွေရဲ့အောင်မြင်မှုအနှစ်သာရမြင်ပါမယ် နှစ်ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးလောရမယ်ပြီးမှလူရပြည့်စုံမယ်သုံးရက်နေ့ကတော့မိษွေကူညီရမယ်စမ်းပွင့်မယ်ပြည့်ရတတ်ကောင်းမယ်ရည်မှန်းကြအောင်ပြင်မယ်လေးရက်နေ့မှာဥတီချက်ပြောင်းပြီးလှုပ်တာဆင်ပြင်မယ်ကောင်းသောသတင်းစကားချုပ်မယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းနိုင်လေမားရက်နေ့ကတော့ဝေးချေကံလုပ်ငန်းကံစီဝါကံဘဝကံတို့ဆိုထူးခြားစွာတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုချုပ်မယ်၆ရက်နေ့မှာလူယုံမထားရအောင် သူတစ်ပါးကိုယုံပြီးလွှဲပြီးလုပ်တဲ့လူတွေကိုရှောင်ကျဉ်ရမယ်။ခုနှစ်နှစ်မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေဖြစ်ပေါ်ပြီးတော့ရှင်မကျအောင်မြင်မဲ့သုံးနှစ်ကစားအဲ့ဒီနေရာမဟာယဉ်ကျေးနဲ့တိုက်တဲ့အတွက်ရှင်ရနေရင်ရနေကိုကျူးဆိုက်ရမယ်။တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေခင်၁၂နိုင်နဲ့တနိုင်ခွဲကြမှာအသွာလာနေထိုင်ကျူးဆိုက်ရမယ်။တပတ်တာကာလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ် တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စိတ်နောက်ဆက်တည်ရှိတတ်တယ်။တက်လေးကိုကနန်းနေဂျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝိစဉ်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်နိုင်ပါလေ။အထူးပြုတင်ပြလိုတဲ့အကြောင်းရက်ကတော့နွန်ဘာလ၄ရက်နေ့ကတစားဘုံလာပြည့်နေ့ဖြစ်ပြီးတော့အဲဒီ၄ရက်နေ့ကအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။တစားဘုံလာပြည့်နေ့မှာလည်းထူးခြားတဲ့နှက်ခတ်စုံလင်နေတဲ့စွမ်းသတ္တိရှိတယ်။ အဲ့ဒီနေ့ရဲ့ညနေ3:00နာရီပြည့်နေ့အင်္ဂါနေ့ရဲ့ညနေ3:00နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပင်ခိုင်ကနေဇီးကိုင်းကိုယူမယ်ဇီးကိုင်းခဲတဲ့လုံးသာသာလက်ညှိုးလုံးသာသာလောက်ဇီးကိုင်းကိုယူမယ်ယူလိုက်ပြီးတော့အဲ့ဒါကိုရှစ်လက်မှလျာဖြတ်ပြီးတော့အခောက်ခွာပြီးတော့ရွှေရောင်တုတ်ပြီးတော့ဈေးရောင်းဝယ်ကိစ္စနေရာမှာထားရင်ဈေးကိုဈေးရောင်းကောင်းတယ် ထူးထူးခြားခြားပဲကိုရောင်းကျင်တဲ့ခေတ်ဆက်လေးထိပြီးတော့ရောင်းချမယ်ဆိုရင်အယောင်းဝယ်တွက်တဲ့ရောင်းမထွက်တဲ့ကားတို့အိမ်တို့တောင်မှအဲ့ဒီလိုရတရားစင်းနဲ့လုပ်ရဆင်းပြေတယ်အဲ့ဒီဈေးရောင်းကောင်းတဲ့ရတရားစင်းကိုအဲ့ဒီလာပြည့်နေ့မှာစီရင်မှာထူးထူးခြားခြားကောင်းကျင်တွေရတာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တင်းလာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဝင်ဘာလ10ရက်နေ့နေ့9ရက်နေ့အတွင်းမှာတပားသူကြောင့်မိမိရည်ရွယ်ချက်နှောင့်နှေးမယ်အိန္ဒိယလူဝင်ရေးပြဿနာတွေဖြေရှင်းရနိုင်မယ်ပြဿနာဟောင်းတွေကိုပြန်လဲအစ်စ်သဖွယ်ဖြေရှင်းရခြင်းကြောင့်မယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ရန်တိုက်ခံကြမှတိုးတက်ခြင်းကိုကြောင့်မယ်ငွေကြေးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာတတိနဲ့ဆောင်ရွက်ရမယ်တရက်နေ့တွေမှာရန်တိုက်ခံတဲ့ရှင်ပြီးတော့ တတိနဲ့တော့ရမယ်နေဖြစ်တဲ့နေ့ရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းခံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်။သုံးရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးဘဝတိုးတက်မယ်။လေးရက်နေ့မှာငွေကြေးခံကောင်းမယ်လုပ်ငန်းခံကောင်းမယ်ဘဝတိုးတက်မယ်။ငါးရက်နေ့မှာရံများမယ်လူယုံဒုက္ခပြေမယ်အပြိုင်ဆိုင်များမယ်။၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မယ်။ခုနှစ်ရက်နေ့မှာ လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်ဆတိကံမှလည်းယူဆရမယ်တောင်ရက်ကိုတည်သွားစရာနည်းရှိတတ်တယ်နေ့၁၂နိုင်နဲ့တနိုင်ခွဲတွင်းမှာသွားလာနေထိုင်ယူဆရမယ်ဒီတပတ်တာကာလအတော်တွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့ဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေ့ဘွေးသူတွေဒုက္ခဖေးတတ်တယ် တင်ငါခုကနေနေဂျိုးပေးတယ်စိတ်ရောင်ဖြူရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇာမုလပြည်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပတိပင်ရဲ့အရှိတောင်ဘက်ကို ထိုးထွက်နေတဲ့ဇီးကန်းကိုယူပြီးတော့အဲ့ဇီးကန်းကိုရှစ်လက်မှလျားဖြတ်အခောက်ခွာ ရွှေအောင်တုပ်ပြီးတော့လက်ခေါ်ဇီးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင်ထူးထူးခြားခြားကို ရောင်းမဝယ်ပိုင်ဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေသုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါတယ်ဒီကနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့9ရက်နေ့အတွင်းမှာဘဝတွတ်တက်မယ်ရွေကြအောင်မြင်မယ်အခက်အခဲဖြစ်ရှင်းနိုင်မယ်သူတစ်ပါးတည်းတောင်းလို့နိုင်တဲ့ဆွတ်သက်တီပေါ်ထွန်းတဲ့အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွတ်တက်မယ်မြတ်တရားရေးစမ်းပွဲမယ် ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆောင်စည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့တို့တရားလုံးကိုလည်းပြန်လည်လုတ်ခိုင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်တရနေ့မှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်နှစ်ရက်နေ့မှာတခုတည်းမကတဲ့တို့တွေကိုဒီပြိုင်နေတဲ့လုတ်ခိုင်းချိုးပေးမယ်သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့လေးရက်နေမှာစမ်းပွင့်မယ်လူရာပြည့်စုံမယ်ကံမြတ်မခြင်းနဲ့တိုးတက်ခြင်းတွေကြုံမယ် ငါးရနေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောင်းမယ်။၆ရနေ့မှာမထင်မှတ်ပဲငွေဝင်မယ်။မမျော်လင့်မဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရွယ်သူများအမြဲတမ်းစမ်းပွင့်မယ်။ခုနှစ်ရနေ့ဟာရန်တိုက်ခံနေရှိတတ်တဲ့မတော်တဆထိခိုက်မှန်နေတဲ့ကြုံတွေ့တတ်တဲ့အသွားလန်တွေထိုင်ထူးပြပြီးယူဆရမယ်။အနေထားကြရောက်တဲ့ထူးသဖြင့်တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့ဆက်နံနိုင်တဲ့တန်နိုင်ခွဲအတွက်မှာ အသွါလာနေထိုင်ထူးပြူကြီးဆက်ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့ကနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနန်ကျိုးပေးတယ်။အဖြူရောင်ဆဲရောင်မိခွန်ရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာဆောင်ရွက်နိုင်ပါတယ်။အထူးပြုတင်ပြလိုတဲ့အကြောင်းအရာကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇမုန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။လက်ဖွင့်ကပ်ဖွင့်စီရင်ကိုဆောင်ရွက်လို့ရတယ်။အဲ့ဒီနေ့ ညနေ3:00အချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ထားပြဲတာကိုစောင်းထားကိုနဘေးမှာထားထားဇေးရောင်ကောင်းတယ်လုပ်ငန်းကံကောင်းတယ်အယောင်းဝယ်ကိစ္စတွေမှာလည်းဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရရားစီရင်ဖြစ်သွားတယ်ဒါလေးလုပ်ကြံပြီးတော့အချိုးကျစုကိုရရှိပါကျေးဇူးတင်ပါတယ်ဒုနေမွေသူအလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်ခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကလအတွင်းစတင်ဆောင်ရွက်လိုက်တဲ့ကိစ္စရှင်းနေမြုံနယ်လိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေကအကျိုးမြတ်တွေရရှိလာမယ်တရက်နေ့မှာကိုလုပ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ် ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နေရနေ့မှာခက်ခဲနေတဲ့ထိတိုက်တွေ့တိုက်တဲ့လူယုံထားလို့မရအောင်။သုံးရနေ့မှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရနေ့မှာရှင်ပြန်မှုမှန်သမျှကိုကျော်လွှားပြီးတော့ကိုယ့်ရဲ့လောရစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရနေ့မှာငွေကြေးလက်လာဘကံစီဝကံထူကောင်းတယ်။၆ရနေ့မှာအပြန်ဆရာလို့ကိုကျော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်ရနေ့မှာဝေကြီးပေးယူသတိထား ဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်လည်းကိုစိတ်ရှုပ်ရမယ်အဲ့ပြင်အနေမှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်နေခင်းဆက်လွန်နိုင်တဲ့တဏှာခွဲတွဲအသွာလာနေတိုင်းအထူးပြုဂယူဆက်ရမှာဖြစ်တယ်ဒီကံကအတော်တွဲမှာတနည်းလာနေရင်ကနေဇာတာပတိနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းကနေတောက်ကြမွေးသူများကြောင့်စိတ်အနှောက်အယှက်တွေဖြစ်တတ်တယ်ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်အနဲ့ရောင် နဲ့ပြရောက်မိခိုးရင့်ရောင်နေဝိပြီးတော့အလိုရှိရာဆန္ဒတို့ကိုလောက်ကင်ပါထူခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကိုင်းကဇီးကိုင်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျာဖြတ်မယ်အခောက်ခွမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင့်ထားမယ် ရောင်းကျင်တဲ့ပစ္စည်းထိပြီးထွက်စီတွေ့စီရောင်းထွက်တယ်။ဈေးမှာထဈေးကိုဈေးရောင်းကောင်းတယ်။အလုံးနေရာမှာထလက်ပွင့်တယ်လက်တွေ့သုံးချနိုင်ပါတယ်။ဒီစီရင်ကိုဆောင်ရွက်လိုက်ပါ။ကျေးဇူးတင်ပါတယ်။ဇာသာပတိနေပြည်သူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတတ်ကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်။ စုပေါင်းလုပ်ငန်းကြိုးပင်းမယ်အလုပ်တိုးတက်မယ်လူရပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ်ရာလုံးကိုကြော်ပြီးတော့လူရဆန္ဒပြည့်စုံခြင်းကိုကြော်မယ်တရက်နေ့ကရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိတယ်မြတ်တရားကြီးခံကောင်းမယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တယ်အခက်အခဲကြတိုးတက်မယ်သုံးရက်နေ့မှာဝေးခြင်းခံကောင်းခြင်းလက်ဖွင့်ခြင်းဆင်ပြေခြင်းကိုကြော်မယ်၄ရက်နေ့မှာရန်နဲ့ဆင်ပြေလောက်အောင်မယ်ပြီးမှဆင်ပြေသွားမယ် မာယနေ့မှာပေါ်လာတဲ့စေကုသစ်အကြံဉာဏ်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပမ့်မယ်6ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရတ်တန့်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်9ရက်နေ့ကလက်ဖွင့်ခြင်းကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော်တောင်ရက်ကုန်တည်သွားရင်အန္တရာယ်ရှိတတ်တာသတိထားရမယ်အဲ့ဒီရက်မှာနေစရနိုင်တဲ့ တဏ္ဍာကွဲအတွင်းမှာသွာလာနေထိုင်အထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်တယ်။တပတ်တာကာလအတွင်းတနည်းလာနေသောကြံနေငံနေဝိသုတွေကောင်းကျိုးပေးတယ်။ဇာတာပတိနေစနေနေဝိသုတွေဒုက္ခပေးတတ်ပါတယ်။၃၆ကိုကနန်နေကျိုးပေးတယ်။အပြာရောင်မိခိုးရောင်ပန်းရောင်တို့ကိုသုံးပြီးလို့ရှိရာဆန္ဒပြုပြီးလောကီမှာဒီကာလအတွင်းမှာ၄ရက်နေ့သဇမုလပြည့်နေ့အဲ့ဒီညနေ့ ။အင်္ဂါနေ့တိုက်တဲ့အိနေ့ညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကံကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှာလျားဖြတ်အခောက်ခွာရွှေအောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကိုဈေးဆိုင်ဈေးရောက်တဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ပွင့်ကံပွင့်ချင်းနေရှိမယ်ဈေးကဈေးလက်ပွင့်စီသောစီရင်ဖြစ်လာမယ်ဆောင်ရွက်ပြီးအချိုးကျစုရရှိနိုင်ပါလေယေရှုတင်ပါလေကြောက်ကြနေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်လူယုံထားလို့မရအောင်စပ်ဖွင့်မယ်မိကောင်းဆွေကောင်းတောက်ကိုရမယ်ဆက်ပစ္စည်းပျက်စီးများမယ်အသေးစားထိခိုက်မှုကိုဆက်ရမယ်တရက်နေ့မှာရံအနောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးမှအဆင်ပြေမယ်နှစ်ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ် စတင်လိုက်တဲ့ကိစ္စတွေအထူးချုပ်ပေးတယ်။၃ရက်နေ့မှာသူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာတွေလောက်ကင်ပြီးတိုးတက်မှုလမ်းကြောင်းချုပ်မယ်။၄ရက်နေ့မှာဝေးကွာသူတွေနဲ့ပြန်လဲဆုံမယ်။အလုပ်ကိစ္စဆင်ပြေမယ်။၅ရက်နေ့မှာရှင်ပြန်မှုမှမများအောင်မြင်မယ်။ဘဝရည်ရွယ်ချက်တိုးတက်မယ်။၆ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။၇ရက်နေ့မှာစမ်းပွင့်မယ်၊လိုရာပြည့်စုံမယ်၊ဒါပေမဲ့မတော်တဆနေကြည့်ဆက်ရမယ်။နေ့၁၇နဲ့တနင်္ဂနွေတွင်သွားလာကြည့်ဆက်ရမယ်။ တောင်ရက်ကိုဒီသွားစေရန်ရဲ့ချုပ်တတ်တယ်။ကြာသာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်36ကိုကနန်းနေ့ကိုအချိုးပေးကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါလေ။အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကို သုံးပြီးအလိုရှိရာဆောင်ရွက်ပါ။နိုဝင်ဘာလ4ရက်နေ့အဲ့ဒီနေ့ကဒဇမုလပြည့်နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာ သင်္ကန်းနေနဲ့တိုက်ဆိုင်တော့ထူးခြားတဲ့အစီရင်ဖန်တီးလို့ရတယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့ရှစ်တောင်ပဲထွက်နေတဲ့ဇီးကန်းဖြတ်ပြီးတော့ရှစ်လက်မှလျားဖြတ်အခောက်ခွာပြီးတော့အဲ့တော့ရွှေအောင်တုတ်ပြီးတော့ဆောင်းထား။ရောင်းဝယ်ဈေးဆိုင်တွေမှာထားလို့ရတယ်။လုပ်ငန်းလုပ်တဲ့အခါမှာဆောင်းပြီးတော့ရောင်းမဝယ်ပါဖွင့်အောင်လုပ်ရတယ်။လက်ဖွင့်စေတယ်။ဈေးခေါ်ဈေးကောင်းကောင်းစေတယ်။ဒီအစီရင်ကိုဆောင်းရွက်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာ10ရက်နေ့နေ့ခုနှစ်နေ့တော်တွင်မှာကောင်းသောကံအကျိုးပေးမှုနဲ့တိုးတက်မှုတွေရှိတယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပြီးမြန်မာတဲ့ဘဝနေသားတစ်ခုကိုရအောင်ဖန်တီးနိုင်နေမယ်။ခရီးကိစ္စစီစဉ်လို့အင်ပြေမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်။ဒီမှာ ဥတီကျဲပြောင်းပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကိုကြောင်းမယ်။နေ့ရက်နေ့မှာပုံမှန်နဲ့ငွေဝယ်မယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းရှိမယ်။သုံးရက်နေ့မှာပေါ်ပေါက်လာတဲ့အကျိုးစိတ်ကူးကြံ့ကြံ့တွေလက်တွေ့လုပ်ဝေကုံတော့များမယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ဂျုံပဲပြီးမှဆင်ပြေမယ်။မားရက်နေ့မှာလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။စိတ်ချမ်းမြေ့စရာတွေဂျုံမယ်။ချောင်းရည်နေမှာမထင်မှဖဲသွားလိုက်တဲ့ခီးတစ်ခုကနေချိုးပေးတဲ့ကံပေါ်မယ်။ရဝေးရဆက်သွဲရောက်လာမယ်။ ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းမယ်။ခုနှစ်ရက်နေ့ကတော့လက်ဖွင့်ခြင်း၊ကံဖွင့်ခြင်းအလိုဖြစ်ဆုံးခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေရှိမယ်။တပတ်တာအတွင်းတနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္လာနေ့ဇာသပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံအချိုးပေးတယ်။ဖြူစိမ့်မိခုရောင်တို့ကိုတောင်းပြီးအလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါ။၄ရက်နေ့နိုဝင်ဘာ လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်ဈေးခေါ်ဈေးရောင်းကောင်းစီရအစီရင်ဖြစ်အဲ့ဒီနေ့ညနေ၃နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ပဲခိုင်ခံဈေးခိုင်ကိုဖြတ်ရှစ်လက်မှာလျာယူပြီးတော့အခောက်ခွာ ရွှေရောင်ထုတ်ပြီးတော့ညာရှိသလိုတောင်းလက်ဖွင့်ကံပွင့်ခြင်းနဲ့ရှိလိမ့်မယ်အဲ့ဒီနေ့မှာလေကထိန်သင်္ကန်းကတ်လို့ရပဒံကောင်းတဲ့နေ့ဖြစ်ကြောင်းနဲ့တင်ပြပါတယ် Tschüss der Mann.